မီနာတာတို့အဖွဲ့ကတော့အကုန်ခေါင်းစည်းပြောက်သွားလို့မမဲမြင်ရအကုန်တိုက်ပါတော့မေကမီနာရီကလည်းလက်စစ်တွေထုတ်လွှင့်တာကြောင့်တချို့ရဓာတ်လိုက်ကုန်ပြီဓာတ်လိုက်မှုကြောင့်ရပ်သွားသူတွေကိုတိုတိုရီကီကရေကန်းနဲ့ခဲပြစ်လိုက်တာပါကိုရီရှိမားအရေးမဲကလင်းတဲ့နေရာမှာထမှောင်နေတဲ့အချိန်ညဘက်လိုအချိန်မှာဆိုရင်ပို့ပြီးအလုပ်ဖြစ်ပါတယ်အခုကမီနာရီရဲ့လက်စစ်တွေကြောင့်အရေးမဲကထိန်းချုပ်လို့ရတဲ့အနေအထားမှာရှိနေပါတယ်ဒါကိုတိုတိုရီကီကမသိပါဘူးကမီနာရီပြောပြဘူးလားဆိုလို့ USG မှာတော့ကကိုရီးယားတယောက်ပဲရှိပြီသူကလည်းစကားလုံးနေသူပါ အဲ့ချိန်မှာဘကူကူကိုမိုနိုမာကခေါင်းစီးဖြုတ်သွားလို့ဘကူကူကမီးစမ်းနဲ့တိုက်ခိုက်ပါတယ်။မိုနိုမာကမီးနဲ့ပြန်ပစ်ပြီးဘကူကူရဲ့မီးနဲ့ပြန်ပစ်ချက်ကိုလည်းကီရီရှိမားရဲ့မာကျော်ရဲ့ခန္ဓာကိုပုံစံပြောင်းလဲမှုနဲ့ခုရံလိုက်ပါတယ်။မိုနိုမာရဲ့အစွမ်းက copy ဖြစ်ပြီးသူထိလိုက်တဲ့သူရဲ့အစွမ်းကို9မိနစ်တွင်လိုက်လုံးနိုင်ပါတယ်။ဒါပေမဲ့တစ်ချိန်မှာအစွမ်းနှစ်ခုသုံးလို့မရပါဘူး။ဘကူကူကတိုက်ခိုက်ဖို့ပြန်လာတဲ့ချိန်မှာဘွန်ဒိုကအဖြူအောင်ရည်နဲ့လှမ်းပြန်လိုက်လို့ကီရီရှိမားရဲ့ခြေအောက်ပိုင်းကလှုပ်လို့မရပဲခဲသွားပါပြီ။ဒါကိုမီနာကသူ့ရဲ့ asset စွမ်းနဲ့ပြောင်းလုပ်လိုက်တာပါ။ ပြီးခဲ့တဲ့9မိနစ်တွင်တန်လိုရဲ့ရေခဲနဲ့ပြင်းနေကြနေရာချင်းချင်းလေးမှာမီဒိုရီယာကရှောင်းနိုင်နေခဲ့ပါတယ်။အဝိုင်းပေါ်နိုင်ဘက်ရှောင်းနေရာဖြစ်ပြီးဒါကတူတူရူကီယာသူ့ရဲ့မီပြစ်လို့ရတဲ့ဘက်ချမ်းကိုထုတ်မသုံးလို့ဖြစ်ပါတယ်။ဒါပေမဲ့အီရာကသူ့ရဲ့ခြေထောက်အင်ဂျင်ကိုဖွင့်ပြီးလက်ပတ်မှုဖိအားနဲ့မီဒိုရီယာရဲ့ခေါင်းစည်းတွေကိုယူနိုင်ခဲ့ပါတယ်။သူ့အပေါ်အားကိုးကြတဲ့အဖွဲ့သားတွေရဲ့စကားကိုပြန်ကြားရအောင်ရင်မီဒိုရီယာက one for all အစားနဲ့ဝင်ထိုးဖို့လုပ်ပါတယ်။ဒါပေမဲ့တူတူရူကီယာသူတကားမှမသုံးတဲ့ဘယ်ဘက်လက်ကမီးဆွမ်းကိုထုတ်သုံးလိုက်ပါပြီ။ ူတိုရိုဂီယိုအဖွဲ့ကပထမနေ့ရရောက်သွားပြီးဒုတိယကတော့မိုနိုမာရိုအဖွဲ့ပါမိုနိုမာကိုဘက်ကူကတယောက်တည်းခုံပြီးတိုက်ခိုက်မလို့ပြင်ချိန်ကိုစေးက၄နေရန်နဲ့ဘက်ကူကို၄လုံးကြီးရဲထည့်လိုက်ပါတယ်ကိုစေးက၄ကိုနေရန်ဖြစ်ပြောင်းနိုင်ပြီးအရွယ်စားနဲ့တောက်ခတ်နိုင်မှုကတော့အဆုတ်အအားနဲ့ဆိုင်ပါတယ်ဒါပေမဲ့ဘက်ကူက၄နေရန်ကိုကွဲအောင်ထိုးပြီးခေါင်းစည်းနှစ်ခုကိုယူလိုက်နိုင်ပါတယ်ဘက်ကူရိုအဖွဲ့ကတတိယနေရန်ရောက်သွားပြီးပြီးကန်နီမှာအစိမ့်နေရအပြောင်းလဲတွေဖြစ်ကုန်ပါတယ်တူတိုရိုဂီကတော့သူ့ရဲ့မီးစမ်းကိုတုံးလိုက်တာသူ့ကိုယ်သူတော့မယုံနိုင်ဖြစ်နေရပါဘူး မီဒိုရီယာဟာခေါင်းစည်းတစ်ခုယူလိုက်ပေမဲ့80ပဲအမှတ်ရှိပါတယ်။အချိန်ကဆယ်ဆက်ကတ်မဲကြံတော့ပြီးဘက်ကူကိုပါရောက်လာပါတယ်။ပွဲပြီးတော့တိုတိုရကီကပထမဘက်ကူကိုရှင်းဆိုမီဒိုရီယာတို့က1 3 4အစင်လိုက်ရက်တည်ခဲ့ကြပါတယ်။တီရှိမကအမှတ်6ရက်15ရှိတဲ့ခေါင်းစည်းတစ်ခုယူလာတဲ့ကြောင့်ဒီအဆင့်ကိုရခဲ့တာပါ။ပထမဆုံးအဖွဲ၄ဘွဲကတော့နောက်တစ်ဆင့်တက်မှာဖြစ်ပြီးနေ့လည်သာစားပြီးတနင်္လာနေ့မှာပြန်ပွဲကိုပြန်လည်ကျင်းပကြပါမယ်။ Oh my god Eddie Vo ဆိုတဲ့မီးစွမ်းတဲ့ဟီးရိုးကိုလက်ဖက်ရည်တတ်တော့ရအောင်လာခေါ်နေပြန်ပါတယ်။ ဒီမရပိုင်းကပြီးဆုံးတော့ပါတယ်။တူတူလူကြီးကအော်မိုက်ရဲ့တိုက်တိုက်ပုံသားသားလို့မီဒူရီယာကိုမေးလိုက်ပါတယ်။သူကအက်ဒီဘောရဲ့သားဖြစ်တယ်။အက်ဒီဘောကအော်မိုက်ရဲ့ဒုတိယဟီးရိုးအဖြစ်ပဲရှိနေခဲ့ရတာ။ဒါကြောင့်မင်းကအော်မိုက်ရဲ့သားဆိုရင်ဒါကမင်းဟာအနိုင်ယူဖို့လုံလောက်တဲ့အကြောင်းပြချက်ပဲလို့တူတူလူကြီးကတော့စိတ်ထင်တိုင်းလှုပ်ပါပြီ။အော်မိုက်နဲ့အက်ဒီဘောတို့မတွေ့ရ၁၀နှစ်တောင်ရှိပါပြီ။အော်မိုက်ကလက်ဖက်ရည်တူတောက်ဖို့ပြောတာကိုအက်ဒီဘောကညှင်းလိုက်ပါတယ်။အဲဒီဘောကသူ့လိုဟီးရိုးဆန်းရှိတဲ့မိန်းမတယောက်ကိုမရရအောင်ယူပြီးတိုတိုရိုကီကိုမွေးဖွားလာစေခဲ့ပါရဲ့ နှစ်ယောက်ပေါင်းလိုက်ရဆိုရနဲ့အော်မိုက်ကိုကြော်တဲ့ဟီးရိုးတယောက်ဖြစ်လာလိမ့်မယ်ဆိုပြီးတိုတိုရူကီကိုမျှော်လင့်ချက်ကြီးနဲ့ပြုစုပြူထောင်ခဲ့တာပါပဲ။ဒါကိုတည်တော်တဲ့အချိန်မှာတိုတိုရူကီကဒေါသထွက်ပြီးလူတွေရဲ့အုံချခံမဖြစ်ချင်ပါဘူး။တိုတိုရူကီတိတက်ဆရွယ်ကလေးကအမေဖြစ်သူကအမင်းငုံနေပြီးနေ့ရက်ဘဲဘက်လက်ကယုံမှုကောင်းတယ်လို့အမေပြောနေခဲ့ပါတယ်။ဒါအပြင်တိုတိုရူကီမျက်နှာကိုရေနွေးပုံနဲ့လောင်းခဲ့ပြီးသိရပါမာယိုကြီးမျက်နှာမှာဖြစ်သွားခဲ့တာပါပဲ။တိုတိုရူကီကသူ့ရဲ့ညာလက်ကိုပဲအသုံးပြုပြီးမီလိုဗီယာကိုအနိုင်ယူမယ်ပြောလာပါတယ်။ မီဒိုရီယာကလည်း respect အနေနဲ့မင်းကိုလည်းငါအနိုင်ယူပြမယ်လို့ပြန်ပြောလိုက်တာပါသူတို့စကားပြောနေရကိုဘက်ကူကခိုးနှားထောက်နေပါတယ်ပြီးတော့ရန်နာထားတဲ့နောက်ဆုံးပြန်ပွဲကတော့ပြန်ဆားတင်ခဲ့ပါပြီအဲ့ဒီချိန်အမေရိကကလာတဲ့ cheerleader အဖွဲ့ဆိုတာကအိမ်ငယ်ကောင်မလေးတွေဖြစ်နေတာကိုတွေ့ခဲ့ရပါတယ်မိုမိုနဲ့ဂျီရိုကိုမီနာတာနဲ့ကာမီနာတွေကချင်းထည့်ပြီးဒီဝစ်စုံနဲ့အားပေးရမယ်ဆိုပြီးပွဲမစခင်မှာခြုံလိုက်တာကြောင့်ဖြစ်ပါတယ်နောက်ဆုံးမြန်ဝဲကတယောက်ချင်းချက်ရမှာပါနောက်ဆုံးပုလုပ်ပွဲမှာနိုင်ရသူကဖလားရမှာရှင်းရှင်းလေးပါပဲအဲ့ဒီချက် ။ Ojiro ကနှုတ်သက်ချင်တယ်ပြောလာတယ်။ဘာလို့ဆိုသူကရှေ့ပွဲအကြောင်းအရာတွေကိုမှတ်မိဘူးဖြစ်နေပါရဲ့။ဒါကိုရှင်ဆိုးရဲ့ဆန်းကြလို့လည်းပြောနေကြပါရဲ့။ဘီကန်ကရှူတာကလည်းအရေးချင်းမရှိသူတွေကနောက်ဆုံးပွဲကိုတက်လာတာဟာပွဲတော်ရဲ့ရည်ရွယ်ချက်ကိုချိုးဖောက်ရကြမနေဘူးလားဆိုပြီးပွဲကနေနှုတ်ထဖို့လာပြောပါရဲ့။ပွဲချင်းပါရေးတောင်းခဲ့ Mrs. Midnight ကလည်းသူတို့ဆန္ဒအတိုင်းနှုတ်ထခွင့်ပြုလိုက်ပါရဲ့။ပထမပွဲမှာမီဒိုရီယာကရှင်ဆွန်နဲ့တွေ့မှာဖြစ်ပြီးဘဲဂူဂူနဲ့ယူရာရက်ကတွေ့မှာကြောက်ယူရာရက်ကတော့အစွမ်းကုန်လန့်နေပါပြီ နောက်ဆုံးပွဲမစားခင်မီရှူးတွေဖောက်ပြီးပေါ့ပေါ့ပေါ့ပါပြောစရာဂိမ်းလေးတွေဆော့ကြပါတယ်။မတူရက်ကလိုက်ရှာတဲ့ပွဲဒီပွဲကအကုန်လုံးပြန်ရတာဖြစ်ပေမဲ့တချို့ပြန်ပွဲဆက်ပြန်ရမယ့်သူတွေကလိုက်မကစားပဲပြန်ပွဲတက်ဆန်းဆန်းနေပါတယ်။တချို့ကစိတ်ကြည်အောင်လုပ်နေတယ်။တချို့ကတိုက်ခိုက်ဖို့ပြင်နေကြတယ်။ရှည်စုံတဲ့မီဒီယိုတွေကလည်းတိုက်ခိုက်ပွဲကတော့စတင်ပါပြီ။အရှုံးပေးပြီးပြောရင်နိုင်မယ်။ကိုယ်တွေးရထွက်သွားအောင်လုပ်နိုင်ရင်ဒါမှမဟုတ်ပြန်ပွဲကိုမလုပ်အောင်ချုပ်ထားနိုင်ရင်လည်းနိုင်တယ်။အထူးရတဲ့အရာတွေတော့ကတော့ကိုယ်မှာ recovery gear အဆင့်သေးရှိနေပါတယ်။ ကွေးကိုစီမန်တိုစ်ကသူ့ရဲ့ဘီလက်မီအစွမ်းနဲ့ပရိသတ်တွေရှိမှချက်ချင်းပဲဖန်တီးပြပြီးကဲပွဲမှာယွန်နာရင်သူကဝင်ဆွဲမှာပါအသားအနှံ့ရဲ့ထိခိုက်စေမှန်တိုက်ခိုက်မှုမျိုးကိုလည်းခွင့်မပြုထားပါဘူးပွဲစားတော့ရှင်ဆိုကစကားစစ်တွေထိုးပြီးမခန့်ကျင်အောင်ပြောလိုက်တာမီဒိုရီယာကဒေါသနဲ့တုတ်ပြန်မလို့ပြေးဝင်လာပါတယ်အဲ့ပါနဲ့မီဒိုရီယာကလှုံ့မရပဲရက်သွားပါပြီရှင်ဆိုကစိတ်ဆန္ဒတုံးတဲ့ဟီးရိုးပါသူရဲ့အကွက်ထဲကိုဝင်သွားတာပါဒီလိုဖြစ်မှာဆိုလို့မီဒူရီယာကိုတခြားចောင်းသားတွေနဲ့အော်မိုက်ကတတိပေးထားခဲ့ပြီလည်းဖြစ်ပါတယ် ဒါကိုသူများရဲ့အကွက်ထဲဝင်ပြီးအောင်ဝင်သွားခဲ့တာပါမီတိုရီယာကတော့လုံးလိုက်အဲ့လိုပါပဲဒီမှာရင်အပန်း6ကပြီးဆုံးသွားပါတယ်